must နဲ့ have to နဲ့ဘာကွာလဲလေ့လာကြည့်ရအောင်เนาะသင်တန်းလေးတွေစုံစမ်းခြင်းရင်399 39 19 50 Viber မှာလာစုံစမ်းလို့ရတယ် iPhone ဘုံးဆက်လို့လည်းရတယ် TikTok chat box ကလာမီးလည်းရတယ်เนาะအဲ့တော့ဒီမှာ must နဲ့ have to နဲ့ဘာကွာလဲလေ့လာကြည့်မယ် number 1တားမြစ်ချက်ဆိုရင် must not ကိုသုံးရမယ်တဲ့အဲ့တော့ဒီမှာ example ကိုကြည့်မယ် you must not must not သုံးထားတယ်เนาะ pick flower pick ကခူးတာ flower ပန်းတွေကိုမင်းမခူးရဘူး in the park ပန်းကြံထဲမှာပန်းတွေမခူးရဘူးဒါတားမြစ်ထားတာ တားမြင့်ချက်ဆိုရင် must not သုံးရမယ်ဟုတ်ပြီနော် must not pick အဲ့လိုသုံးထားတယ်ကဲ number 2ကပြောသူကိုယ်တိုင်လိုအပ်တယ်လို့ထင်ရင် must ကိုသုံးရမယ်တဲ့ဒီချက်လေးကအရေးကြီးတယ်နော်ဒီနေရာမှာရောတတ်တယ် must နဲ့ have to နဲ့ဘာသုံးရမလဲဆိုတာကိုကဲအဲ့တော့ဒီမှာ example ကိုကြည့်မယ် I must drink a lot of a lot of water เนาะငါရေတွေအများကြီးတောက်ဖို့လိုအပ်တယ်တောက်ရမယ်ပေါ့เนาะ sorry I must drink a lot of water ငါရေတွေအများကြီးတောက်ရမယ် အဲ့လိုစကားပြောပြီဆိုရင်အဲ့ဒီဒီစကားကိုပြောတဲ့ပြောသူကိုယ်တိုင်ကနော်ရေတောက်ဖို့လိုအပ်တယ်ဆိုတာသူ့သဘောနဲ့သူပြောတာဟုတ်ပြီနော်သူကိုယ်တိုင်လိုအပ်တယ်ထင်လား it is good for many, my skin နော်ငါရဲ့အရေပြားအတွက်ရေပြားဆိုတာဒီမှာအသားရေပေါ့ဗျာအသားရေအတွက်ကောင်းတယ်တဲ့ဟုတ်ပြီနော်ရေများများတောက်ရင်အသားရေလှတာကိုသူပြောချင်တာလားမသိပါဘူးနော်အဲ့တော့ဒီမှာရေများများတောက်ဖို့လိုတောက်ရမယ်ဆိုတာပြောတဲ့သူပြောရင်အဲ့ဒီပြောတဲ့သူကိုယ်တိုင်က ူကိုယ်တိုင်ကအဲဒီရင်မြမြတောက်ဖို့လိုအပ်တယ်လို့ तू ထင်တာเนาะပြောသူကိုယ်တိုင်လိုအပ်တယ်လို့ထင်ရင် mask ကိုသုံးတယ်เนาะ तू ကိုယ်တိုင်ရေတောက်ဖို့လိုအပ်တယ်လို့ speaker ကိုယ်တိုင်ထင်တာပေါ့เนาะဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုကြည့်မယ်နံပါတ်3อ่ะဒဇုံတယောက်ကိုဒဇုံတစ်ခုလှုပ်ဖို့အကြံပေးရင် mask သုံးလို့ရတယ်တဲ့နော်အဲ့တော့ဒီမှာ example ဒါလေးကတော့လွယ်ပါတယ် you must see မြင်ကြည့်ရမယ်တဲ့ mask သုံးထားတယ်နော် this film နော်ဒီရုပ်ရှင်ကောင်းအောင်မြင်ကြည့်ရမယ် is really good ဒါအရန်ကောင်းတယ်အဲ့တော့ဒါဆိုရင်သူတစ်ပါးကိုကိုကဒီရုပ်ရှင်ကြည့်ရမယ်လို့အကြံပေးလိုက်ရအကြံပေးလိုက်တာပေါ့နော် you must see မြင်ကြည့်ရမယ် this thing ဒီရုပ်ရှင်ကားကိုမြင်ကြည့်ရမယ်ရုပ်ရှင်ကားကြည့်ဖို့အကြံပေးတာအကြံပေးရင် mask ကိုသုံးလို့ရဟုတ်ပြီနော်အဲ့တော့ဒီနံပါတ်2ချက်လေးကိုမှတ်ထားနော်နည်းနည်းလေးမရှင်းမလင်းဖြစ်တယ်ဆိုရင်အောက်မှာရှင်းသွားလိမ့်မယ်နော်နံပါတ်2ချက်လေးကိုအဓိကမှတ်ထားနော်ကျန်တဲ့ဟာတွေကလွဲတယ်ကဲနောက်တစ်ခုကြည့်မယ်နံပါတ်4ရောက်သွားပြီအခြေအနေတစ်ခုအရာ တာဝန်ရှိရင် have to သုံးအဲ့တော့ဒီမှာစားတော့မဆန့်လို့ပေါ့နော်မရေးလိုက်တာပေါ့နော်အချင်းနေတစ်ခုအရဆိုတာစီမင်းစီကန်းနေကြောင်းလဲဆိုင်တယ်အချင်းနေတစ်ခုစီမင်းစီကန်းနေကြောင်းတာဝန်ရှိရင် have to သုံးဟုတ်ပြီအဲ့တော့ဒီမှာ example ကိုကြည့် i have to wear ငါဝတ်ရမယ် wear ဆိုတာဝတ်စင်တာအဲ uniform ဒါမှမဟုတ်ရင်လဲ school uniform ပေါ့နော် school uniform ကိုဝတ်ရမယ် at school ကျောင်းမှာ uniform ဝတ်ရမယ်ဒါဆိုရင်ကျောင်းရဲ့စီကန်း အချီနေတရက်ကြောင့်ဟုတ်လားကိုကဒီ uniform ကိုဝတ်ရမှာမဟုတ်ဘူးလားကိုရဲ့သဘောနဲ့ကိုကိုယ်တိုင်လိုအပ်တဲ့ထင်လို့ဝတ်တာလားကျောင်းရဲ့စီကန်းချက်အချီနေတရက်ကြောင့် uniform ကိုဝတ်ရတာလားအဲ့တော့ကျောင်းရဲ့စီကန်းချက်အချီနေတစ်ခုကြောင့်ဒီနေရာမှာအချီနေတစ်ခုဆိုတာစီကန်းနေတာဝန်နေအဲ့အဲ့ဒါကိုပြောချင်တာပေါ့နော်အဲ့ဒါရင်းနဲ့လဲဆိုင်တယ်ပေါ့နော်အချီနေတစ်ခုရတာဝန်ရှိနေရင် have to သုံးရတယ်ဟုတ်ပြီနော်ကျောင်းရဲ့စီကန်းချက်အချီနေတစ်ခုကြောင့်ကိုက uniform with for တာဝန်ရှိတယ်အဲ့ဒါကြောင့် have to သုံးတယ်ကိုကိုတိုင်ဝစ်ချင်လို့ဝစ်တာမဟုတ်ဘူးဟုတ်ပြီနော်အချိန်နေတည်းရဲ့ကြောင့်ဒီမှာကြတော့ i must drink a lot of water ဆိုတာငါရေတွေအများကြီးတောက်ရမယ်ဆိုတာပြောတဲ့သူကိုယ်တိုင်ကသူရေအများကြီးအများရေတွေအများကြီးတောက်ရမယ်လို့လိုအပ်တယ်လို့သူကိုယ်တိုင်ထင်တာဟုတ်ပြီနော်အဲအဲ့လိုအခါမှာ must ကိုသုံးတယ်ဟုတ်ပြီနော်အချိန်နေပြင်ပအချိန်နေတစ်ခုအရာကိုကိုယ်တိုင်ရဲ့သဘောမဟုတ်ပဲပြင်ပအချိန်နေတစ်ခုအရာစီမင်းတစ်ခုအရာ တာဝန်ရှိရင်လုပ်ဖို့တာဝန်ရှိရင် have to သုံးရတယ်။ဟုတ်ပြီနော်။ကဲနောက်တစ်ခုကြည့်မယ်နံပါတ်5တာဝန်လည်းမရှိဘူးလုပ်စရာလည်းမလိုဘူးဆိုရင်တော့ have to နဲ့စန့်ကျင်ဘက်ပေါ့ဒီမှာတာဝန်ရှိရင် have to ဆိုတော့တာဝန်မရှိရင် do not တို့ does not တို့နဲ့ have to နဲ့သုံးရတယ်အာအနာဂတ်ဆိုရင်တော့အာ sorry မှားသွားလို့အတိတ်ဆိုရင်တော့ဟိုဟာ did not have to ဖြစ်သွားမှာပေါ့เนาะအဲ့ဒါတော့မထည့်ထားတော့ဘူးဗျာဒီမှာ white ဘုတ်လည်းမဆန့်တော့ဘူးเนาะဒါအကြမ်းဖျင်းပြောထားတာပေါ့เนาะတာဝန်မရှိဘူးလောက်ရှာလည်းမလိုဘူးဆိုရင် do not or does not တို့ ਨੇ have to ਨੇ တွဲသုံးမယ်ဟုတ်ပြီเนาะအဲ့တော့ i don't get a don't ဩဒီမှာကြံခဲ့ပါပြီစာကြံခဲ့ပါပြီ i don't have to ဆိုတာကြံခဲ့တယ်ဗျာ sorry ပါ have to เนาะ i don't have to get up early on sunday တလင်းကွနေနေ့တွေမှာငါမနဲ့စောစောထားစရာ မလိုဘူးလို့ပြောတာကတက်ကအဲ့ရစောစောထားတာ I don't have to get up ဆိုတော့အဲ့ရစောစောထားစရာမလိုဘူးတဲ့ Sunday ဆိုတာတလင်းကွနေနေ့တွေမှာအဲ့ရစောစောထားစရာမလိုဘူးအဲ့တော့တာဝန်မရှိဘူးလောက်စရာမလိုဘူးဆိုရင် do not တို့ does not တို့ ਨੇ have to ਨੇ တွဲသုံးလိုက်ကျန်တဲ့ဟာတွေလွဲမှာပါအဲ့တော့နံပါတ်1အချက်နဲ့နံပါတ် for အချက်နဲ့လေးကိုတော့တေချာဂယူးတစိုက်လေးမှတ်စေခြင်းပါတယ်အဲ့တော့ကျွန်တော်ပြန်ပြောမယ် mask ကိုသုံးရင်အဲ့ဒီနံပါတ်2အချက်ကပေါ့နော်ပြောတဲ့သူ speaker ကိုယ်တိုင်လိုအပ်တယ်ထင်လို့ဒီအချက်ကိုပြောတာ mask ကိုသုံးရတာဟုတ်ပြီနော် have to ကိုသုံးရင်တော့နံပါတ်4အချက်ကတော့ have to ကိုသုံးရင်တော့အဲ့ဒါကအခြေအနေတစ်ခုကြောင်းစီကန်းနေစီးမြင်းနေကြောင်းကိုကတာဝန်ရှိတာလုပ်ရရှိတာအဲအဲ့လိုမျိုးဆိုရင် have to ကိုသုံးရတာ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်လည်းနောက်ဗီဒီယိုတွေတင်ဖို့ခွန်အားတစ်လေးတွေဖြစ်အောင် comment မှာ yes လို့မှတ်ပေးသွားကြပါအောင်အပြုသဘောဆောင်တဲ့ comment လေးတွေမှတ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ